မှာကိုဖျားမဆာရွေးကောင်းချီးပေးတကယ်တော့ခံယူတိဆောက်ပေးတာဖြစ်တဲ့တမီးရဲ့အသက်တာမှာပြန်လည်ဝင်ငါတဲ့ခါမှာလည်းအရောက်စီတန်းရဲ့နားထဲမှာကြားနာရုံတော့မဟုတ်ပင်လည်းခံယူနိုင်ဖို့လုံငါဝင်းရင်တော်ဖျားဒီတမီးရဲ့အသက်တာကိုအတုံးပြု၍မဆာကောင်းချီးပေးပါမိကြောင်းအချိန်တိုင်းနဲ့အသက်တာတည်တည်စက္ကတဲ့ခါမှာတန်မီးကိုချေလောကတိုင်းမှာတည်ခံတော်မူတော့တပည့်တော်သားတော်ယေရှုခရစ်ရဲ့မိနာမောက်စက္ကဲလက်ဆုတောင်းပါတယ်ပါဗျာအာမင်ရှိခွာဖျားရှင်ရဲ့ကြည်ဥတော်ကိုချီးမွမ်းပါတယ်လို့ဒီရှိမှ မရောက်တာအရန်ကြာပြီပေါ့နော်အရန်ကြာပြီဆိုတော့ဇမဆစံလည်းခုနမြင်တော့ရည်ရပေါ့နော်ဘာဆိုရင်ဒီမှာလာဖို့အတွက်အမအတွက်လည်းအရန်ခက်ခဲတယ်ပေါ့နော်ဇမဆန်တို့တည်ရဖြစ်နိုင်ရင်အကြီးတွေကိုပဲပေးပြီးတော့မှအာမလာချင်တဲ့နေရာဖြစ်တယ်ပေါ့နော်မလာချင်မှုဆိုတာမပြည့်စုံသေးလို့ခံစားတဲ့အချိန်မှာမဟုတ်လို့မလာချင်သေးဘူးပေါ့နော်ဒါပေမဲ့ဒီနေ့မှာဘလူးဝဲဖြစ်ဖြစ်ရဲ့အခွင့်အကြောင်းမို့ပြန်ပြီးတော့မှတဖန်ဒီမှာရှေ့ညီကောင်မောင်မတွေတားငယ်တမီးငယ်တွေနဲ့အတူရတဲ့ခင်နှုတ်ကပတ်တော်ကိုပြန်လဲဝင်က အတူတူခွန်အားယူရတဲ့အခွင့်ပေးတဲ့ဖျားရှင်ရဲ့ရှိတော်ချီးမွမ်းပါတယ်လို့အမရဲ့နာမည်ကမအတူလို့ခေါ်တယ်ပေါ့နော်အခုကမတိတဲ့လူတွေကအရင်များနေတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အမန်ဆိုရင်တော့အရင်တိနေရမယ့်အချိန်ဖြစ်ပါတယ်လို့ဒါပေမဲ့လွန်ခဲ့တဲ့လရှင်းနေ့မှာအကိုကအမရဲ့အကိုကအဲတခင်ခရစ်တော်ဖျားခင်ပြန်လဲခေါ်မှုကိုခံယူတဲ့အခါမှာအဲနည်းနည်းအလုံးရှုပ်သွားတယ်အဲကြောင့်မဟုတ်ဘုဂုတ်ပြန်သွားတဲ့အခါမှာ ီမှာရှေ့တန်းငယ်တမင်းငယ်တွေတချို့နဲ့မမိတ်ဆက်လိုက်ရဘူးမတိလိုက်ရဘူးပေါ့နော်မျက်နှာမြင်နေဒီအမကဘာလို့လဲမသိဘူးနော်ယောက်ျားလေးဆောင်မှာဖြတ်တော့ဖြတ်သွားတယ်ကြီးကြတယ်ပြီးရင်မတိလို့ပဲတည်းကဘာလို့မှမသိဘူးဖြစ်ဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့အမကလည်းဒီအိမ်မှာရှိတဲ့အမထဲကအမကြီးတယောက်ဖြစ်ပါတယ်လို့ဆိုတော့အာဒီနေ့ပြန်ပြီးတဖန်ဖျားရဲ့နှုတ်ကွက်တော်ကိုဝင်ငါခွင့်ရတဲ့အတွက်ဖျားရဲ့ခြေတော်ကိုချီးမွမ်းတယ်လို့အဲ့တော့ အမကဒီတလားလုံးမှာပေါ့နော်အရင်ခန်းစားချက်မကောင်းဘဲနဲ့နေခဲ့ရတဲ့အချိန်တိုင်းဖြစ်တယ်ပေါ့ဆိုတော့ဝမ်းနေတယ်ခက်ခဲမှုတွေရှိတယ်ပြင်းမှန်းတယ်ပေါ့နော်ဆိုတော့မိသားစုဝင်တယောက်ကိုဆုံးရှုံးရတဲ့အခါမှာအနေလို့ထိုင်လို့မကောင်းခဲ့တဲ့အချိန်တိုင်းရှိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာဖျားသခင်စီမှာအများကြီးအချိန်ယူတယ်မိသားစုနဲ့အချိန်ယူတယ်စကားတွေပြောတဲ့အခါမှာဖျားသခင်ရဲ့နှစ်သိမ့်မှုကိုပြန်ရတဲ့အခါမှာအရင်နှွေးထွေးတဲ့အရာကိုခံစားရတယ်ပေါ့နော်ကိုကိုယ်တိုင်တိဆောက်နိုင်တဲ့အခါမှာ အာတကယ်တမ်းတော့ဖျားကတကယ်ကောင်းတယ်ဆိုတာကိုတိဆောက်လာပြီးတဲ့အခါမှာအခုအားလုံးသိတဲ့အတိုင်းပဲငလင်တံပြန်ဖြစ်တယ်ဗောနော်အပြန်မြင်ရတဲ့ပုံစံမျိုးပြန်ကြည့်ပြီးတော့မှလည်းလူဖြစ်လူသားဖြစ်တဲ့အတွက်ပါလဲဆိုရင်ပြန်ပြီးတော့စိတ်တက်ကြတယ်အာဘာဖြစ်လို့လဲဗောနော်ဒီလိုမျိုးအများကြီးတွေးမိတယ်ဆိုတော့ဒီထဲမှာမှဖျားတဲ့ခင်ကအမကိုဘာနားလေစီလေဆိုတော့ဒီကြားထဲမှာကျမကျန်းစာအများကြီးဖတ်တဲ့ခါမှာဟပ်ပကုတ်အနာခတိကျမ်းကိုဖတ်မိတယ်အဲဆိုဖတ်တဲ့ခါမှာ ဒီတမချန်စာနေအများကြီးပြန်ပြီးတော့မခွန်အားယူခဲ့တယ်ပေါ့နော်ဆိုတော့ဒီမှာရှင်းကြီးကမောင်နွားရီတိုင်းငယ်တမီးငယ်တွေလည်းပြန်အားပေးခြင်းနဲ့အမြဲတမ်းဘဝမှာပျော်ပြီးတော့မှတက်ရှင်ရတဲ့နေပါမရှိတာပေါ့နော်ဒီနေ့အရန်ပျော်ရင်ပျော်မယ်ဒီနေ့အရန်စိတ်ကပျော်ရှင်နေပျော်ရှင်နေမယ်ခဏနေကြရင်တခခုကြောင့်သုံးတယောက်ကြောင့်အမှုကိစ္စတခခုကြောင့်မပျော်နိုင်တော့ဘူးစိတ်တွေကချစ်ချင်းကြီးအမောင်ကျသွားတဲ့အချိန်တွေရှိတယ်အခက်ခဲတွေဒီချိန်မှာလူတိုင်းကမပျော်ရှင်ကြဘူးဒါပေမဲ့အမတို့ရဲ့မျော်လင့်ရပမာရှိလဲဆိုတဲ့ဟာကိုဒီနေ့တို့ဘက်တော်အဖြစ်အတူတူခွန်အားပေးချင်တာဖြစ်ပါတယ်လို့ဆိုတော့သူတို့က တမန်ကျမ်းစာတစ်ပိုက်ကိုဖတ်ကြည့်အောင်နော်ဟပုကုတ်အနာခက်တိကျမ်းအခန်းကြီး3အပိုင်းငယ်16ကနေပြီးတော့မှာ18မှာပါတဲ့အကြောင်းအရာကိုသူတို့ကခွန်အားယူချင်ပါတယ်လို့ဟပုကုတ်အနာခက်တိကျမ်းတမန်ကျမ်းစာပါတဲ့လူဆိုလည်းလည်းလုံရပါတယ်ဟပုကုတ်အနာခက်တိကျမ်းအခန်းကြီး3အပိုင်းငယ်16ကနေပြီးတော့မှာ18အထဲမှာပါတဲ့အကြောင်းအရာဖြစ်ပါတယ်လို့ရှားရတာခက်နေပြီဆိုရင်အပေါ်မှာထိုးထားပြည့်တယ်အတူတူဖတ်ပြီးမှခွန်အားယူရအောင်လို့ ဗျာဒိတ်တော်အတန်ကိုငါကြားတော့ခါပြန်နိုင်လှူရှားခြင်းမေးခိုင်ခြင်းအယိုးဆွေးမြေ့ခြင်းတကိုယ်လုံးတုံလှုပ်ခြင်းရှိ၏အကြောင်းမူကားအမှုရောက်သောနေ့လှုပ်ကြံသောသူသည်ငါ၏လူမျိုးကိုတိုက်လာသောနေ့တိုင်အောင်ငါသည်နေရရမည်တင်မောတဖန်းတွင်ပွင့်ရစပြည့်ပြန်မတိရတန်လွင်ပြန်ဤကျေးဇူးကိုမျော်လင့်၍မခံရ လေတို့သည်အတိနံကိုမပေးရတိုးချံ၌တိုးကုန်၍တင်းကုန်၌နွားမရှိရတို့တော်လေသာရဖျား၌ငါဝမ်းမြောက်၍ငါကိုကယ်တင်တော်မူသောဖျားသခင်ကို အမိပြုလျက်ရှင်လန်းမီအရှင်သာရဖျားသည်ငါဤအစွမ်းတတိဖြစ်တော်မူ၏ငါခြေကိုတမင်ခြေကဲတို့ဖြစ်စေ၍ငါဤမြင့်ရာအရက်ပေါ်မှာငါကိုနေရာချတော်မူ၏အာမင် အဲ့ဒါကတော့ prophet ဘယ်သူရေးထားတယ်ဆိုတဲ့ဟာကိုပြန်ပြီးတော့မှပြောပြထားခြင်းဖြစ်တယ်ပေါ့နော်ဆိုတော့အဲဒီတမချန်းစာကိုဘာလို့ဒီနေ့ဒီမှာရှိတဲ့ညီကောင်မောင်တို့တွေကိုအားပေးချင်တယ်ဆိုရင်ဟဘအဲ prophet ကြီးဟဘကိုကိုဘုရားသခင်ကဗာပြတယ်ဆိုရင်အဲ့အချိန်သူတို့ခက်မှာအရန်ခက်ခဲတဲ့ကာလဖြစ်တယ်အရှိမိုင်းမှာအခန်းကြီး1ကိုဖတ်မယ်ဆိုရင်ဘလောက်ဆိုရင်ခက်ခဲတယ်ဆိုရင်သူ့နောက်မှာဘုရားသခင်လာလူတွေကခက်ခဲတယ်စားဆရာမရှိဘူးအစင်မပြေမှုတွေဖြစ်တယ်ဒါလောက်ခက်ခဲမှုတွေသူ့ကိုကြုံတွေ့စေတဲ့ခါမှာဘုရားသခင်ကိုတူမိတယ်ဘာလို့တမျိုးတွေကြုံတွေ့စေလဲ သူအရန်စိတ်ပြတ်ပြီးဖျားတခင်ကိုအများကြီးမေးခွန်းနေမေးတယ်ဗောနော်ဆိုတော့အမတို့လည်းအခုပြန်စဉ်းစားမယ်ဆိုရင်မြမပီတူမြမပီသားအနေနဲ့ဒီချိန်မှာဖျားတခင်ကိုမေးခွန်းနေအများကြီးမေးမိတဲ့အချိန်ဖြစ်တယ်ဖြစ်လားမသိဘူးနော်ဘာကြောင့်ဖျားတခင်ကဒီလိုမျိုးဖြစ်ခိုင်းတာလဲဘာလို့ဖျားတခင်ကကျွန်တော်တို့ကိုခက်ခဲစေတာလဲအမဆိုရင်ဖျားတခင်ကိုမေးရလေဘာလို့ကျွန်မအကိုအမခေါ်သွားလဲဒီချိန်မှာဘာလို့ရုပ်တရက်ကြီးလဲအချိန်ပိုင်းဒီလိုမျိုးနေမေးခွန်းနေအများကြီးမေးတယ်ငလင်တန်ဖြစ်လာတယ်ဘာလို့လဲဖျားတခင်ဘာလို့ကျွန်တော်တို့မြန်မာနိုင်ငံမှာလဲအခုစစ်ကြောင်းလူတွေအများကြီးဒုက္ခရောက်ကြတယ် စစ်ကြောင်ဒုက္ခရောက်တာတွေတောင်မပြီးသေးဘူးနောက်တစ်ဖန်ပါလဲဆိုရင်တဘဝဘေးတန်ကြောင့်တစ်ခါဒုက္ခရောက်ပြန်ပြီဘုရားသခင်ဘာကြောင့်လဲဘာကြောင့်လဲအများကြီးမေးကွန်းမေးတယ်ပေါ့ဟပကုတ်ကိုဘုရားသခင်ဖွင့်ပြတဲ့အရာကဘာလဲဆိုရင်တိုးချံမှာတော့နွားမရှိရတိုးချံမှာတိုးတွေမရှိရဘူးစားစရာဘာမှမရှိရဘူးညို့မျောလင့်နဲ့တန်လွင်ပြင်ကနေတန်လွင်စီမရဘူးစပစ်ပြင်ကနေစပစ်တီးမတီးရောက်ပြောစရာပါလဲဆိုရင်စားစရာဘာမှမရှိဘူးလှုပ်စရာဘာမှမရှိတော့ဘူးကိုခိုင်းစရာနွားတွေမရှိတော့ဘူးအကိုအသုံးပြုလို့ရမယ့် တိုးတွေမရှိတော့တဲ့အချိန်မှာတောင်မှဘုရားသခင်ကပါလဲဆိုရင်ဘယ်သူနဲ့ပဲဝမ်းမြောက်ရမှာလဲဆိုဘုရားနဲ့ပဲဝမ်းမြောက်ဖို့ရန်ဖြစ်တယ်ဆိုတဲ့အရာကိုဟဘကုတ်ကသူခံစားရတယ်ဘုရားရဲ့ဗျာဒိတ်တော်ကိုနားထောင်ကြားတဲ့အခါမှာသူဘာနားလဲလဲဆိုရင်ဘုရားသခင်ကဘလောက်ခက်ခဲပါစေဝမ်းမြောက်စရာအကြောင်းကဘုရားသခင်ရှိမှာပဲရှိတယ်ဘုရားသခင်စီကနေပဲဝမ်းမြောက်ခြင်းကိုလာနိုင်တယ်ဆိုတော့အခုခံစားရတဲ့အခါမှာသူ့အတွက်ပါလဲဆိုရင်စိတ်သက်သာရအများကြီးရတယ်ဆိုတဲ့အရာကိုဟဘကုတ်ကနေပြီးတော့မှသူဒီစံစာကိုရေးထားတယ်ပေါ့နော်ဒီတမချန်းစာကိုဖတ်တဲ့အခါမှာအမလည်းပါခံစားရလဲဆိုရင် ဟုတ်တယ်ငါတို့ဘဝမှာတန်လင်ပြင်ရဲ့အမျိုးကိုမခံစားရတဲ့အချိန်တိုင်းရှိတယ်စပစ်တီးရဲ့စပစ်တီးကိုပါလဲစပစ်ရေမတောက်ရတဲ့အချိန်ကာလတွေရှိတယ်ငါတို့မှာတိုးချံမှာတိုးမရှိတဲ့အချိန်တွေရှိတယ်ခက်ခဲတယ်လေအရန်ခက်ခဲတယ်မဟုတ်လားဒဇုံတယောက်နဲ့အဆင်မပြေမှုတွေဖြစ်လာတယ်ငါမှာငါနဲ့ငါနဲ့အဆင်မပြေတာတွေဖြစ်လာတယ်ငါနဲ့သူနဲ့အဆင်မပြေတာတွေဖြစ်တယ်ငါနဲ့ဖခင်နဲ့အဆင်မပြေတာတွေဖြစ်လာတယ်အဆင်မပြေမှုတွေကပတ်ရောက်တယ်မဟုတ်ဘူးနော်အမြမြောက်များစွာဘက်ပေါင်းစုံကနေရောက်လာတဲ့ခါမှာ မျောလင့်ဆရာဘာမှမရှိတော့ဘူးလို့တွေးနေတွေးကောင်းတွေးနေပြီမဲ့ဒါမဲ့အမတို့အတွက်မျောလင့်ဆရာရှိတယ်အဲ့ဒါပါလဲဆိုရင်ငါတို့မှာဖျားရှိတယ်ဝမ်းမြောက်ဆရာရှိရင်ဘယ်သူနဲ့ပဲဝမ်းမြောက်မလဲဆိုရင်ဖျားနဲ့ပဲဝမ်းမြောက်ဖို့ရန်အတွက်ဒီနေ့ဟပ်ပကုတ်ကတော့ဒီလိုမျိုးအမတို့ကိုအားပေးထားတာဖြစ်ပါတယ်လို့ဆိုတော့လူသားဖြစ်တဲ့အခါမှာတစ်ခါခါဆိုဘာဖြစ်လဲဆိုရင်ဝမ်းမမြောက်နိုင်ဘူးเนาะဝမ်းမမြောက်နိုင်ဘူးဘာလဲဆိုရင်ဒေါရတွေထွက်တယ်စိတ်တွေကြီးတယ်ဗောနော်ဆိုတော့အမဒီနေ့အာပုံမြင်တဲ့ဘုတ် စဉ်းစားမိတယ်အဲအဲ့ပုံမျိုးညီမရှင်းညီကောင်မတွေပြန်ပြီးတော့ပြောပြရင်လည်းခွန်အားယူချင်တယ်ဗောနော်ခါတော့ကဘယင်ကြီးတစ်ပါးရှိတယ်တဲ့အဲ့ဘယင်ကဘာဖြစ်လဲဆိုတော့သူ့ကိုအကြံလာပေးတဲ့လူတွေရှိရဗောနော်မွမွဲ့ဝက်တွေရှိတယ်ဝင်ကြီးတွေရှိတယ်ဆိုသူ့ကိုသူ့ကိုလူများတွေကလာပြီးတော့မှအဲတကယ်လို့ထားလိုက်ပါတော့ငါအဲ့နိုင်ငံကိုသွားတိုင်းရင်ကောင်းမလားဆိုရင်အကြံညာပေးတဲ့လူတွေကဟုတ်ကဲ့ကောင်းပါတယ်ရှင်မင်းကြီးဆိုသွားတိုင်းနဲ့တိုင်းလုံးသွားတိုင်းလာတာပဲဖြစ်စင်တော့ပါဆိုရင်သွားတိုင်းပြီမဲ့လေမနိုင်လာတဲ့ခါမှာဘယင်ကြီးကစိတ်ဆိုးတယ် အဲ့တော့ငါ့ကိုခုနအကြံပေးတဲ့မင်းဝင်ကြီးကဘာလုပ်လဲခေါ်ထုတ်ခဲ့ဆိုရင်အဲ့တယောက်ခေါ်ထုတ်လိုက်မင်းတလောက်ထိမှအကြံဉာဏ်ပေးတာညံ့လိုက်လားဒါကြောင့်မို့ပါလဲခွေးဆယ်ကောင်ရှိတဲ့နေရာရှိကိုပစ်ချလိုက်လူတွေအကုန်လုံးကြိထားဒီလိုမျိုးငါ့ကိုအကြံဉာဏ်ပေးတဲ့လူဆိုဆိုရင်တော့ဒီလိုပဲငါကွန့်မြတ်မယ်ပေါ့အဲ့တော့ဆိုရင်ဘာလဲဆိုရင်အဲ့ဝင်ကြီးကိုခွေးတွေရှိတဲ့နေရာကိုချပစ်လိုက်တဲ့ခါမှာခွေးတွေအကုန်လုံးအသားတွေကိုကိုက်ဆိုင်မှာတက်ပလိုက်တယ်ပေါ့သဘောတရားဒီလိုမျိုးစမ်းကျုပ်စွာနဲ့သူဒီလိုမျိုးကိုပြုတ်မှုတယ်ပေါ့တနေ့မှာတော့သူအဲ့လိုမျိုးပဲ သူသူ့အကြံဉာဏ်ပေးတဲ့တယောက်မားသွားတဲ့အကြံပေးတဲ့ဝင်ကြီးတယောက်ရှိတယ်ဗောနော်အဲ့ဒီမှာ तू ကဝင်ကြီးကိုခေါ်တယ်မင်းပေးတဲ့အကြံမားတဲ့အတွက်မင်းကိုဒီနေ့တော့တက်ရမယ်ဒါကြောင့်မို့မင်းကိုမလုပ်မလဲဆိုရင်အဲ့ခွေးရှိတဲ့နေရာမှာမင်းကိုသွားပြီးတော့မှပစ်ချလိုက်မယ်သွားအမိတ်ပေးလိုက်တယ်ဗောနော်အဲ့ချိန်မှာ तू ကမလုပ်လဲဆိုဘယင်ကြီးကို तू ကကြည့်ပြီးတော့ပြောတယ်ဆိုအရှင်မင်းကြီးတဲ့ကျွန်တော်အကြံပေးခဲ့တာအရင်များပြီတဲ့ဒီတစ်ခါပဲမဟုတ်ဗောနော်ကောင်းတဲ့အချိန်နေရှိခဲ့လားအရှင်မင်းကြီးလို့မိတဲ့ခါမှာအရှင်မင်းကြီးကပြောတယ်ဆိုရင် စဉ်းစားတယ်အေးရှိရောရှိမှာပေါ့ဒါမဲ့လေမင်းကငါ့ကိုအခုပေးတဲ့အကြံကမကောင်းတဲ့အတွက်မင်းကိုတတ်မယ်ပေါ့ဒါဆို तू ကပြောလဲဆိုရင်အရှင်မင်းကြီးတဲ့လူတိုင်းမတတ်ပါလေတဲ့ကျွန်တော်တို့ခုတော့တော့အကူအညီတောင်းချင်ပါလေတဲ့ကျွန်တော်ကိုတဲ့တတ်ပါတဲ့အရှင်မင်းကြီးကကျွန်တော်ကိုဆယ်ရက်နေတဲ့အချိန်မှာကြာရင်ဒီခွေးရှိတဲ့နေရာမှာချပြီးတော့မှတက်ရှင်လဲတက်လို့ရပါတယ်ဒါမဲ့အခုကျွန်တော်ကိုတော့ဆယ်ရက်လောက်တော့ကျွန်တော်အသက်ရှင်ခွင့်ပေးပါဒါဆိုရင်ကျွန်တော်ဘယ်လိုပဲဖြစ်အဲ့ဆယ်ရက်မြောက်တဲ့နေ့မှာတော့ကျွန်တော်ကိုအဲ့ခွေးရှိတဲ့နေရာထဲမှာ ချောက်လိုက်ပါရပါတယ်လို့ပြောတဲ့အခါမှာဘင်မကျအေးအများကြီးကောင်းတဲ့အကြံဉာဏ်ပေးခဲ့တဲ့အတွက်ပေါ့နော်ဒီတခါတော့မင်းကိုအခွင့်အရေးပေးမယ်တဲ့ဒါကြောင့်ပါလဲဆိုရင်မင်းသွားလို့ရတယ်ပေါ့အဲ့ဆိုတော့ तू က၁၀ရက်လောက် तू အပြစ်မှနေရမှာဖြစ်တဲ့အတွက် तू ကမလုပ်လဲဆိုရင်ခွေးကိုထိန်းတဲ့အဲ့ခွေးတွေကိုအမေနဲ့အစာကျွေးတဲ့အဲခွေးထိန်းစီကို तू ကသွားပြီးတော့မှဘာတပြောလဲဆိုရင် အာကျွန်တော်တို့ချက်လောက်ကူညီပါလားပေါ့ဒီခွေးတွေကိုကျွန်တော်၁၀လောက်အစာလဲကျွန်တော်ကျွေးပေးမယ်အကုန်လုံးကျွန်တော်လုပ်ပေးမယ်တဲ့အကြောင်းမို့အဲ့အဲ့အတွက်ကျွန်တော်အခွင့်အရေးပေးခမားကကောင်းနားလို့ရတယ်နားပါပေါ့ဒီခွေးတွေကိုကျွန်တော်အစာကျွေးတဲ့ဖိုးလဲကျွန်တော်ပဲပေးမယ်စိတ်မပူနဲ့အကုန်ဆိုတော့တစ်ဖက်ကလူလဲတက်တာလေနော်ကိုမလုပ်ရဘူးလေကို့အတွက်လဲအစာအစားလဲအစင်တက်လာပေးမယ်လူရှိတဲ့အတွက်သူကခွင့်ပြုလိုက်တယ်တဲ့သူ၁၀ရက်လောက်အဲ့ခွေးတွေကိုအစာကျွေးလိုက်ဒီလိုမျိုးနေတယ်ပေါ့နော်ဒါမဲ့ဆယ်ရမြောက်တဲ့နေ့လေရောက်ရောသူကအရှင်မင်းကြီးရဲ့အရှိမသွားတယ်သူ့ကိုကွန်မြတ်ပို့ရန်အတွက်အကုန်လုံး ready လုပ်ထားပြီဆိုတော့ အဲ့ခွေးတွေရှိတဲ့နေရာကိုလူတွေများကြီးကလည်းကြည့်နေရတယ်ပေါ့နော်ဘုရင်ကကြည့်ခိုင်းတယ်ပါဆိုရင်အကြံပေးမှတဲ့လူကိုဒီလိုပဲတက်ပြစ်ဖို့ရန်အတွက်အခွင့်ပေးထားလို့ပေါ့နော်ဆိုတော့တည့်ရက်မှာအော်အဲ့နေ့ကျတော့သူ့ကိုခေါ်ပြီးတော့မှအာပြစ်ချလိုက်တယ်ပေါ့နော်ဒါပေမဲ့သူပြစ်ချမှအဲထဲမှာလည်းဝင်သွားရောအားလုံးကဟာအမျိုးအတန်တွေထွက်လာတယ်ဟဲအမျိုးဘာဖြစ်လဲပေါ့ဘုရင်ကြီးကလည်းအဲ့ချိန်မှာကြည့်တယ်ပေါ့နော် ခွေးတွေကသူ့ကိုဗာလဲဆိုရင်ခြေထောက်မှာသွားပြီးတော့ရက်လိုက်ခွေးရဲ့သဘောတဘောကเนาะအခုခွေးတကောင်တော့မှဒီမှာလူတွေအကုန်လုံးတီးတော့တစ်ချိန်လုံးဟိုပြေးလိုက်ဒီပြဲအဲ့လိုပဲခွေးရပါဆိုကိုရင်းနှီးတဲ့လူဖြစ်တဲ့အတွက်သူကဗာလဲဆိုရင်ခွေးကသူ့ခြေထောက်ကိုသွားရက်လိုက်သူ့ကိုစောလိုက်ပေါ့ပက်လေရိုက်နေတဲ့ခါမှာဘင်ကြီးကတကယ်ဆိုဒီခွေးကတခါမှအဲ့လိုမျိုးတခြားလူတွေကိုဒီလိုမျိုးမလုပ်ဘူးပေါ့เนาะချလိုက်တာနဲ့လူဆိုရင်ကြိုက်မယ်ဆိုတော့အသားဆွဲပြေးမယ်ဆိုတော့ခွေးတွေကဘာလို့တော့ရင်သွားတဲ့ခါဘင်းလည်းအရန်အံ့ဩတယ်ပေါ့နော်။အဲ့ဒါနဲ့ပြန်အစပေါ်ထွက်လာခဲ့ဆိုမှပြန်ထွက်လာခိုင်းတဲ့ခါမှာ "तू ကဘာပြောလဲ?"ဆိုရင် ရှင်မင်းကြီးတဲ့ကျွန်တော်ကတဲ့ဒီခွေးတွေကိုဆယ်ရက်တာလောက်ပဲဂျေစုပြူလိုက်တာပါတဲ့တို့ကိုစားဖို့အတွက်တောက်ဖို့အတွက်တွေကျွန်တော်ပေးလိုက်တာပါတဲ့ဒါပေမဲ့ခွေးတွေကကျွန်တော်ဆယ်ရက်လောက်ပဲကျွန်တော်တို့ကိုဂျေးပေးမယ်တဲ့ကျွန်တော်တည်ဖို့အတွက်တောင်တို့ကကျွန်တော်ပါဆိုမတည်ခိုင်းဘူးတဲ့ကျွန်တော်လွတ်ပေးတယ်ပါနော်ဆိုတော့ရှင်မင်းကြီးနားလေထားတိရမယ့်အရာကပဲဆိုရင်လူတိုင်းမမားတက်ပါလားမားတက်ပါတယ်ဒါပေမဲ့ပါလဲဆိုရင်ဂျေစုပြူထားတဲ့အရာကိုတော့အမြဲတမ်းနားလေပြီးတော့မှ လုပ်မယ်ဆိုရင်ပိုကောင်းတယ်ဆိုတဲ့ဟာကို तू ကပင်ကြီးကိုပြန်ပြောရင်ပင်ကြီးကအတိပြန်ဝင်သွားတယ်ပေါ့နော်အဲ့လိုမျိုးပုံမြင်လေးတပုတ်ရှိတယ်ပေါ့ဘာလို့ပြောချင်လဲဆိုရင်ကျမတို့ကိုအမြဲတမ်းဂျေစုပြုတ်ပေးနေတဲ့လူရှိပေမဲ့ကျမတို့ကတစ်ခါကျရင်မိသွားတယ်ဖျားတဲ့ခင်ကကျမတို့တော့မှအမြဲတမ်းရှိတယ်လို့ကျမတို့ပြောပေမဲ့တစ်ခါကျမတို့ဘာလဲဆိုရင်မိသွားတယ်ကျေးဇူးအမြဲတမ်းပြုတ်ပေးနေတယ်နေ့တိုင်းအစဉ်ပြေဖို့ရန်အတွက်ရှူရှိုက်ရတဲ့လေလေခဏတာမဟုတ်ဘူးရှူလိုက်ရမယ့်လေလေအခုခဏလေ မတို့လေချက်လောက်ရှူကြည့်အောင်ရှူလို့ရလားရှူလို့ရတယ်နော်အခမ်းမဲရနေတဲ့လေတွေအတွက်ကျွန်မတို့တစ်ခါခြေစူးတင်မှုရတော့မေ့တယ်ဗောနော်ကျွန်မကအကိုကဒီဈေးရောင်ရောက်တဲ့ခါမှာနှလုံးဖြစ်တဲ့အတွက်ဗောနော်သူနည်းနည်းမပြောတာသူအသက်ရှူအရန်ကြက်တဲ့ဟာကိုမြင့်တယ်အဲ့ချိန်မှာဗာခန်စားရတယ်ဆိုရင်ကျမအခုအသက်ရှူနေတာကအခုအသက်ဆိုအရန်ခက်နေတဲ့အချိန်မှာကျမဒီတိုင်းရှူနေရပါတော့တခါခါကျရင်နေ့တိုင်းအသက်ရှင်နေတဲ့ခါမှာဒီလိုအသက်ရှူလို့ကောင်းတဲ့ဟာကဂျေဇုတော်ပါလားလို့ ချီးမွမ်းဖို့ရန်သူအရန်ခတ်တဲ့အချိန်တွေရှိတယ်ဒါပေမဲ့ဘုရားသခင်ကပါဆိုရင်သိစေတယ်ဗောနော်အာဒါလည်းတကယ်ဆိုရင်ကျေးဇူးတော်ချီးမွမ်းစရာပါဆိုတော့ကျမဘာသူပြောဒီမှာအားပေးချင်တယ်ဆိုရင်ဘုရားသခင်ကကျမတို့ကိုနေတိုင်းနေတိုင်းကျေးဇူးပြုနေတာဖြစ်ပါတယ်ဒီမှာရှင်ကြီးကိုမောင်မအရောက်စတိုင်းအာချက်ပြရာဆောက်ဆာငါတို့ဖီမပတ်စံပေးထားလို့ငါတို့မိဘတွေကပတ်စံပေးလိုက်လို့ဒီမှာရောက်လာလို့အန်ဒီမိုးကချက်ပေးလိုက်လို့ငါတို့ကစားရတာလားမို့ရင်ဒီလိုစားနိုင်ဖို့ရန်တော့ဖခင်ကကျမတို့ကိုကျမချင်းနေပေးထားတယ်မိဘတွေကိုကောင်းချီးပေးတယ်ကျမတို့ရရှိတဲ့ဟာကဂျေဇုတော်လားကျမတို့ပြန်လဲပြီးတော့မှတတိယဖို့ရန်အတွက် အားပေးချင်ပါတယ်လို့ကျေးဇူးတော်ချီးမွမ်းဖို့ရန်အတွက်လိုပါတယ်ဘယ်လိုမျိုးစိတ်နဲ့လဲဆိုရင်ဝမ်းမြောက်တော်စိတ်သက်နဲ့ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းဖို့လိုပါတယ်လို့ဟာဘကုတ်ကတော့သူပြောထားတဲ့ဟာတိုးချက်မှာတိုးမရှိတော့ဘူးကျွန်တော်တို့မျောလင့်စရာတွေဘာမှမရှိတော့ဘူးဆုံရှုံသွားပြီးအကုန်လုံးပျက်စီးသွားပြီးမလင်းငယ်မင်းငယ်ကြောင့်ပျက်စီးခဲ့တဲ့လူတွေအများကြီးပဲတချို့တွေငိုရငိုရနေကြတယ်အားလုံးမြင်တယ်လေနော်ဒါပေမဲ့မျောလင့်စရာမရှိတော့ဘူးလို့ကျွန်တော်တို့ထင်မယ်မဟုတ်ဘူးကျွန်တော်တို့မှာမျောလင့်စရာရှိတယ်ဘာလို့လဲဆိုကျွန်တော်တို့ကအများကြီး ချစ်ပေးပြီးတော့မှကောင်းချီးပေးနေတယ်ဖခင်ခင်ရှိတယ်ဘုရားခင်ကကျမတို့ကိုအမြဲတမ်းကောင်းချီးပေးနေတယ်ဆိုတာကိုတတိယပြီးတော့မှဘုရားရဲ့ခြေတော်ကိုနေ့ရက်စနိုင်ချီးမွမ်းဖို့ရန်အတွက်လိုပါတယ်လို့ပြန်လည်စဉ်းစားဖို့ရန်အတွက်အားပေးခြင်းနဲ့ဒီနေ့တနေ့တာလုံးမှာလည်းရှင်တန်ခဲ့တဲ့အခါမှာဘုရားခင်ကိုကျမတို့ခြေယူတင်တယ်လို့ဘယ်နှခါလောက်ချီးမွမ်းဘူးလဲမိနေခဲ့လားခြေယူတင်တယ်လို့ပြောပြီးတော့ပြောပြောမိလားဘုရားခင်ကိုသမင်းစားတဲ့အခါမှာခြေယူတင်ပါတယ်မဟုတ်ပင်နဲ့ပေါ့နော်တခြားချိန်မှာပြောခဲ့တာရှိလားပေါ့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဒီနေ့မှာအားပေးခြင်းနာက ီမှာရှစ်သားသမီးတွေလည်းကိုယ့်ရဲ့အသက်အရွယ်နဲ့ကိုယ်ခံယူကကိုယ့်ရဲ့ခံစားချက်တွေရှိမယ်ပေါ့နော်မပြောရှင်းတာတွေလည်းရှိမယ်မိဘနဲ့ခွဲလာရောမိဘတို့လွမ်းလာလည်းရှိမယ်အမျိုးမျိုးရှိမယ်အခက်ခဲဆိုတာလူတိုင်းမှာမတူညီတဲ့အခက်ခဲတွေရှိတဲ့ခါမှာဘယ်လိုနဲ့ကြော်ဖြတ်ကြမလဲကျွန်တော်တို့မျော်လင့်စရာဖျားရှိတယ်ဖျားတခင်ကကျမတို့ကိုပျော်ရွှင်ခြင်းတွေပေးနိုင်တယ်အမြဲတမ်းဖျားတခင်နဲ့နေလို့ရှိရင်ဝမ်းမြောက်မယ်မျော်လင့်စရာအများကြီးပေးနိုင်တယ်ဖျားတခင်ဖြစ်တယ်ဆိုတာကိုတတိယဘုရင်အတွက်အားပေးရှင်ပါတယ်လို့နောက်ဆုံးတစ်ခုအနေနဲ့အာတကယ် ဝမ်းမြောက်စွာနဲ့တဏိတာမှာရှင်သန်မှုရန်အတွက်ဒီမှာရှိတဲ့လူတွေအကုန်လုံးကိုအားပေးခြင်းနဲ့ဗာနဲ့တဏိတာလုံးကိုပျော်ရွှင်စွာနဲ့ဖြတ်တန်းရမလဲဆိုရင်တော့နော်အပြုံးနဲ့ဖြတ်တန်းပါလို့အယောက်စတန်းကိုအားပေးခြင်းပါတယ်လို့ပြုံးတာကခက်လားဒီမှာရှိတဲ့ညီကောင်မတို့အားလုံးတော့ပြုံးတတ်တယ်နော်အာဟုတ်ကဲ့ဆိုကျွန်မပုံမြင်လေးတစ်ပုဒ်ကိုပြောပြခြင်းပါတယ်လို့ဒီပုံမြင်လေးပြောပြီးမှတရားဒီနာကိုအဆုံးသတ်ပါမယ်လို့ တခါကပြင်ကြီးတပါရှိတယ်နော်ပါလက်စတိုင်းပြည်မှာရှိတဲ့ပြင်ကြီးတပါကသူ့ဘာသူသူ့ကိုဆိုရင်တိုင်းသူပြည်သားတွေကအရန်ချစ်ကြတယ်သူ့ကိုဆိုရင်သဘောကျကြတယ်ဆိုပြီးတော့မှအမြဲတမ်းကိုယ့်အကိုကျုံးသွားတဲ့ပြင်ကြီးတပါရှိတယ်တဲ့သူ့ဘေးမှာအမြဲတမ်းသူ့ကိုပန့်ပိုးပြီးတော့မှသူ့သူ့ရဲ့ဆုံးဖြတ်ချက်တွေအမားအမန်တွေကိုအမြဲတမ်းခွဲခြားဖို့ရန်အတွက်ပြင်ဆင်ပေးတဲ့အာဂွန်ဂျာဆိုတဲ့ပညာရှိတပါးလည်းရှိတယ်။ဘင်ကြီးနဲ့ဂွန်ချာနဲ့အမေးနဲ့စကားပြောဖို့စကားပြောဖို့ဖြစ်တယ်။ဟောတိုင်းမတဲ့ မြို့သမီးကိုတိုက်ခတ်လိုက်လာမယ်ဆိုရင်အတူတူသွားရင်းနဲ့စကားပြောကြရင်းနဲ့သွားကြတဲ့လူတွေဖြစ်တယ်။ဘရင်ရဲ့အကြောင်းတွေကိုအများကြီးနားလည်ပြီးတော့မှအတူသွားတဲ့ဖြစ်အဲပညာရှိတပါဖြစ်တယ်ပေါ့နော်။တကယ်ကျတော့တို့တို့သွားရင်းနဲ့ဘရင်ကြီးကကွန်ဂျာကိုပြန်ပြီးတော့မှစိန်ခေါ်ခြင်းတဲ့အားတွေတခုဖြစ်လာတယ်တဲ့။ဘာလို့လဲဆိုတော့တော်တခုကိုသွားရင်းနဲ့အရှိနာမှာဆိုရင်မြို့သမီးကိုရောက်ပြီပေါ့နော်။တို့ကတိုက်ခတ်လိုက်လာတဲ့ပုံစံမျိုးသွားတဲ့ခါမှာမြို့သမီးကိုရောက်တော့မယ်ဆိုသူကဘာဘာပြောလဲဆိုရင်ကွန်ဂျာကိုပြောတယ်တဲ့။ ကွန်ကြားရတယ်တကယ်လို့ငါတို့အခုဒီမှာအဆောင်ရောင်နေကင်းမဲ့သွားမယ်အကုန်လုံးငါ့ကိုဘယင်ကြီးတို့လူတွေမတိတော့ဘူးအဆောင်ငါ့ကိုကင်းမဲ့သွားတဲ့ခါမှာဆိုရင်တဲ့မင်းနဲ့ငါနဲ့အတူတူအိုက်မြို့ထဲမှာဝင်နေဆိုရင်တဲ့မြို့သူမြို့သားတွေရတယ်မင်းကိုချီးမွမ်းမလားငါ့ကိုချီးမွမ်းမလားတဲ့မင်းဘလို့ထင်တယ်လို့မေးတဲ့ခါမှာကွန်ကြားဘယင်ကြီးလည်းဖြစ်တယ်သူကစဉ်းစားတယ်တဲ့ဒါပေမဲ့သူခဏလေးနေတဲ့ခါမှာသူချစ်ချင်းအဖြစ်ပြန်တခုပေးတယ်အဲ့ဒါပါဆိုရင် sorry ပါတောင်းပန်ပါတယ်ဘယင်ကြီးတဲ့ဒီတခါကတော့ကျွန်တော်ကိုချစ်မဲ့လူတွေကညာလိုက်မယ်ထင်တယ်တဲ့ဘယင်ကြီးက ဘရင်ကြီးဆိုတော့စိတ်ဆိုးရတယ်เนาะအမြဲတမ်းမြောက်တာပဲကြိုက်တယ်လေဘရင်ဆိုတာတော့အော်အရှင်မင်းကြီးလောက်ချော်တဲ့လူကကဘာပေါ်မှာမရှိပါဘူးပြောရင်သဘောကျအာအရှင်မင်းကြီးလောက်တော်တဲ့ဘရင်မျိုးကျွန်တော်တို့မမြင်ဘူးပါဘူးပြောရင်သဘောကျဘရင်ဆိုတာပါလေမြောက်ပေးတိတ်သဘောကျတယ်ဒါပေမဲ့ဘရင်ကမကောင်းဘူးအာဘရင်လောက်ဘရင်မဲ့ရုပ်ဆိုတာကျွန်တော်နိုင်ငံမှာတနိုင်ငံလုံးချော်တယ်ပြောရင်ဘယ်ဘရင်မှမကြိုက်ဘူးလေအခုလေဝင်ကြပါစေဘရင်ကြီးအားရနာပါလေကျွန်တော်ကိုပါလေကျွန်တော်တို့ပဲသူတွေကအကုန်လုံးကနှုတ်ဆက်မယ်ထင်တယ်ပြောတဲ့ခါမှာဘရင်ကြီးကပါတယ်နည်းနည်းတော့စိတ်ဆိုးတယ်နော်ငါ့လိုမျိုးဘရင်ကိုမင်းလိုမျိုး ဗာလဲပညာရှိကနိုင်ရှင်နိုင်လားလို့အစိတ်ထဲမှာရှိတယ်အကြောင်းပါလို့ဆိုရင်ဒါဆိုရင်မင်းနဲ့ငါနဲ့ဒီချိန်ကရင်စာမှာသွားမယ်တဲ့ခွန်ချာတူတူသွားကြစို့ပေါ့ဟုတ်ကဲ့ဆိုဆိုတော့ဘယင်မင်းကြီးဒီဘယင်ဖြစ်တဲ့အတော့ဆိုတာအရှိကိုသွားပါတဲ့ကျွန်တော်ကတော့အနောက်ကနေဘင်ကြီးရဲ့အနောက်ကနေလိုက်ပါမယ်ပေါ့အဲ့ဒါဟုတ်ပြီဆိုတော့သူကအဲ့မြို့ထဲကိုဝင်ကြတယ်တဲ့မြို့ထဲကိုဝင်တဲ့အခါမှာပထမတော့ကလေးတွေတွေ့တယ်ဘင်ကြီးကလည်းသွားဘင်ကြီးရဲ့ပုံစံအတိုင်းသွားတာပေါ့ဒါပေမဲ့ လူတွေကနှုတ်ဆက်ကြတယ်အဲပျော်ပျော်နှုတ်ဆက်ကြတယ်ဒါပေမဲ့ဘယင်ကြီးကိုမဟုတ်ပါလဲဂွန်ချာကိုပဲနှုတ်ဆက်ကြတယ်ဘယင်ကြီးကအရှက်နေ तू ကစဉ်းစားတယ် तू ကဒီတိုင်းကြည့်လိုက်တယ်လူတွေအကုန်လုံးရဲ့မျက်လုံးကသူ့အနောက်မှာရှိတဲ့ဂွန်ချာကိုပါလဲဆိုရင်နှုတ်ဆက်ကြတယ်ရွာလဲဆုံးသွားရောဘယင်ကြီးကဂွန်ချာနဲ့ပြန်တွေ့တဲ့အခါမှာဂွန်ချာကမေးတယ်အရှင်မင်းကြီးဘယ်လိုနေလဲပေါ့နှုတ်ဆက်တဲ့လူတွေကဘသူ့ကိုပါလဲလို့မေးတဲ့အခါမှာဘယင်ကြီးကအေးကွာတဲ့ဘာဖြစ်လို့လူတွေကမင်းကိုပဲနှုတ်ဆက်ပြီးငါ့ကိုမနှုတ်ဆက်ရလဲတဲ့အဲ့ဒါ ဝင်ကြားဘာပြဖြစ်လဲဆိုရင်အရှင်မင်းကြီးတဲ့အရှင်မင်းကြီးကမင်းကြီးဖြစ်တဲ့အခါမှာတဲ့တစ်ချိန်လုံးတိုက်သူပိသားတွေရှေ့မှာဟိဟိဟိနေလို့မရဘူးလေဘင်းဆိုတာပါလေတီတက်ရတယ်မကြည်ရဘူးခက်တီတီပဲနေရတဲ့ခါဘရင်တို့ရဲ့ထုံးစံတိုင်းပါလမ်းလျှောက်လဲသူကတိုက်သူပိသားတွေပါလေမကြည်ပြဘူးဒီတိုင်းမဲ့သူလမ်းလျှောက်တယ်ဒါပေမဲ့သူ့အနောက်မှာရှိတဲ့ကွန်ကြာကတော့မလုပ်လဲဆိုတော့တွေးလိုက်မဲ့လူတွေကတော့အရင်ပျော့ပျော့လေးနဲ့သူကအနောက်ကနေနှုတ်ဆက်တဲ့ခါမှာပြုံးပြတဲ့ခါမှာလူတိုင်းက ဘာလဲဆိုရင်သူ့ကိုပြန်နှုတ်ဆက်တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာသူကဘာပြန်ပြောလဲဆိုတော့ကျွန်တော်ကတော့အရှင်မင်းကြီးရဲ့အနောက်ကနေတိုက်တူပီတာအားလုံးကိုပြုံးပြုံးလေးနဲ့ပဲနှုတ်ဆက်ပြီးတော့မှရှောက်လာခဲ့တာပဲအရှင်မင်းကြီးပေါ့ကွန်ဂျာကတော့ဘာလဲဆိုရင်အပြုံးတစ်ခုပဲပေးလိုက်တာဒါပေမဲ့ဘယင်ကြီးတို့ကမှအနိုင်ရတယ်တဲ့ဘာကိုအပိတ်ချင်လဲဆိုတော့ပြုံးချင်းကဈေးမကြီးပါဘူးနော်ပြုံးပြတာဈေးကြီးလားမကြည့်ပါဘူးဒါပေမဲ့အဲ့လိုပြုံးပြလိုက်တဲ့ခါမှာအမကဒီဘက်ဒီဘက်နေမအားလုံးကိုပြုံးပြတဲ့ခါမှာအားလုံးကဘယ်လိုနေလဲ စိတ်ဆိုးလားမသူပြုံးပြလိုက်လို့အာဒီအမသူအရှိရနေပါလေရှောက်ရှိပြနေလို့ရှိလားရှိလားမရှိဘူးဘာဖြစ်လဲဆိုပြုံးပြလို့ပြောတယ်လေနော်ပြုံးပြပေးတဲ့တက်ပါလေဝမ်းတာတယ်အပြုံးဆိုတာဟာတဲ့အဲတန်ဖိုးအနည်းဆုံးဈေးကြီးဦးလေတန်ဖိုးလည်းဝယ်လည်းမဝယ်ရဘူးတဲ့ဒါပေမဲ့ပါလေဆိုရင်အဲတန်ဖိုးရှိတဲ့ပစ္စည်းတစ်ခုဖြစ်တယ်တဲ့ပြုံးပြခြင်းကဘာလို့လဲဆိုရင်ကျဲမှချင်းလေးပေးတယ်တဲ့ပြုံးပြခြင်းကသူတပားကိုလည်းစိတ်ချမ်းသာမှုပေးတယ်တဲ့ တနေ့တာလုံးမှာရှင်လန်းဖို့ရန်အတွက်ပြုံးပြလိုက်ခြင်းကဒီနေ့မနေ့ထလာတာတည်းမှသူကပြုံးမှအလုံးကြည့်နေဆိုရင်နည်းနည်းတော့ပါလေ။အော်မသူပြုံးလို့ကျွန်တော်လည်းပြုံးလိုက်တယ်ပေါ့။မနေ့ထလာတယ်တည်းမှသူရမျက်နှာသင်းပြီးတော့မှတရောက်မှဟွန်းညီတို့တွေမထကြလို့တော့ညီတို့တွေကဘာလောက်ကြလို့ဆိုတဲ့စိတ်နဲ့မသူကိုမြင်လိုက်ရင်တနေ့လုံးမဖြစ်မလဲ။အော်မသူဆိုတဲ့အမကြီးကလေတနေ့မချွအောင်တော့ရုပ်ကဆိုးပါတယ်ဆိုမှလေမပြုံးထားဘူးဆိုမှအဲ့လိုဖြစ်မှာပေါ့။ဒါပေမဲ့ပြုံးပြလိုက်တဲ့တစ်ချက်ကဘာဖြစ်လဲဆိုရင်ဒီတိုင်းကိုပြောစီတယ် ဈေးလဲနေတယ်တဲ့ဒါပေမဲ့နေအိမ်တအိမ်မှာအိမ်တအိမ်မှာတဲ့အပြုံးရှိလို့ရှိရင်တဲ့အဲ့ဒီအိမ်ကငိမ့်ချမ်းနေတဲ့အပြုံးမရှိဘူးဆိုအဲ့ဒီအိမ်ကမငိမ့်ချမ်းဘူးတဲ့အဲ့ဆိုအပြုံးကဘာလဲဆိုရင်တယောက်နဲ့တယောက်ကိုနားလဲစီတယ်တဲ့အပြုံးကတယောက်ကိုတယောက်တိမ်မွေးစီတယ်တဲ့တယောက်ကိုတယောက်အပြန်လန်နားလည်မှုရှိစီတယ်တဲ့နောက်ချက်အဲ့ဒါပဲမဟုတ်ပါလဲဆိုရင်တယောက်ရဲ့အပြစ်ကိုခွင်းလွတ်ပါတယ်ဆိုတဲ့အရာကလည်းဒီအပြုံးတွေထဲမှာရှိတယ်တဲ့အိမ်တအိမ်မှာနှွေးထွေးဆုံးကအရာက အပြုံးဖြစ်တယ်တဲ့ဆိုတော့ အခုနဟပကုတ်နော်ပရိုဖက်ကြီးဟပကုတ် ပြောခဲ့တဲ့ဝမ်းပျောက်စရာအကြောင်းကဘယ်သူနဲ့ပဲဆိုရင်ဖះပဲဒါဆိုဒီမှာရှင်းကြီးကမှတော့အလုံးကဖះကိုတိလာဖះကိုတိမှမျက်နှာစုပ်ပုတ်နေတယ်ဆိုရင်တော့မဟုတ်တော့ဘူးဆင်လေဟုတ်လားဖះကိုလည်းတိတယ်လဲဆိုတယ်အလုံးကကြည်လိုက်လို့ရှင်တခါမမြင်ဘူးပဲနဲ့ဟိုးရံဖြစ်ထားတဲ့လူလူလိုပါလုံးနဲ့မပြုံးပြောက်ဆိုရင် ပြောစရာပဲကောင်းမလဲနော်ဆိုတော့ဘဝမှာနေ့တဲ့နေ့ရဲ့စနေတိုင်းမှာအသက်ရှင်တဲ့အခါမှာတယောက်ကိုတယောက်ပြုံးပြချင်အဖြစ်အသက်ရှင်ပါ တယောက်ကိုတယောက်ပြုံးပြချင်အဖြစ် energy ပေါ့နော်ခွန်အားယူပါငါသူ့ကိုတော့ဗာလဲအားစိစင်လုံးတောက်တာတစ်ပိုမှကောင်းတဲ့ဟာအပြုံးဖြစ်တယ်တဲ့အမအကြောင်းအမလည်းပြုံးပြီးကြင့်နေပါနော်ဘယ်လိုပြောလာလဲမှန်ပါကြည့်ပါငါပြုံးတာဘယ်လိုမျိုးဆိုလာလဲသွားပေါ်ရင်လာလားသွားမပေါ်ရင်လာလားပြန်လဲပြီးမှကော့ကိုလည်းကြည့်မှအပြုံးနေလေးကြင့်ပြီးတော့မနေ့ပြန်မနေ့ချလာတဲ့အချိန်ကစပြီးတော့မှနေ့ရက်တိုင်းရှင်တန်တဲ့အခါမှာအမြဲတမ်းပြုံးပြုံးနေတဲ့သူတစ်ပါးကိုပြုံးပြပါလို့မျက်နှာပုတ်ပုတ်ကြီးနေတာတစ်ချက် ပြုံးလိုက်အရန်လာနော်ခုနမှသူပြောလိုက်တဲ့ခါမှာဒီမှာအပွားနေချက်ကြည့်လိုက်တာအားလုံးကပြုံးနေကြတော့အပြုံးဆိုတာကူးဆက်တယ်နော်တယောက်ပြုံးလိုက်ရင်သူ့ကိုကြည့်လိုက်တော့ဩသူတောင်ပြုံးနေရပဲဆိုပြုံးကြတယ်အဲ့ကြောင့်မို့လားမသိဘူးအပွားနေရှိမယ်အရန်လာတဲ့မောင်လေးညီမလေးတွေကိုမြင်ရတယ်ဗောနော်သဘောတရားပါလဲဆိုရင်ပြုံးခြင်းကအရန်ကောင်းပါတယ်အထူးသဖြင့်ကျမကြီးလည်းကောင်းတယ်ဖခင်ကလည်းမြဲတမ်းပျော်နေတာကိုကြိုက်တဲ့ဖခင်ဖြစ်ပါတယ်လို့ကျွန်တော်ဖခင်တခင်ကပျော်ရှင်ဝမ်းမြောက်စေတဲ့နှလုံးသားမျိုး မရှိညီကောင်မတို့အရောက်စီတိုင်းပိုင်ဆိုင်ဖို့ရဲ့အတွက်ဒီနှုတ်ခွတ်တော်အဖြစ်ခွန်အားပေးချင်တာဖြစ်ပါတယ်လို့ပျော်ရှင်ခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့အာကိုကြောင့်သူတပါးကပြင်မတော့အခုလိုမျိုးခက်ခဲတဲ့အချိန်မှာဖြစ်နိုင်ရင်လေသူများကိုအမတို့ရေတဘူးလည်းမတိုက်နိုင်ဘူးသူများတွေတိန်း20 30တွေလူတဲ့အချိန်မှာတသိန်းလည်းမလူနိုင်ဘူး9000လည်းမလူနိုင်ဘူး9000လည်းမလူနိုင်ဘူး,လလူးဒါပေမဲ့ဘာလို့ပေးနိုင်လဲဆိုရင်ဘေးမှာရှိတဲ့လူစိတ်မပြတ်သွားဖို့ရန်အတွက်ဘေးမှာရှိတဲ့တကယ်ချင်းဝမ်းမနေသွားဖို့ရန်အတွက်ဘာလို့ပေးနိုင်လဲပြုံးပေးနိုင်တယ်နော် ပြုံးမလို့ပြုံးတာခက်လားမပြုံးတတ်ဘူးဆိုရင်မနေ့ထက်ကြာရင်မှသူစီမှာလာအတူတူမှန်ကြည့်မှအပြုံးတင်ပေးမယ်နော်ဆိုတော့ပြုံးပြုံးလေးနဲ့ပျော်ပျော်ရွှင်ရွှင်နေပြီးတော့မှလူငယ်တဘာဝနုနုချာချာနဲ့ရှင်တန်ပြီးတော့မှတကယ်ဖျားတခင်ကဒုက္ခတွေဆင်းရဲတွေပြင်းမှန်းမှုတွေအများရှိတယ်လောကကြီးမှာလူတိုင်းပြင်းမှန်းတယ်ကလေးတွေလည်းကလေးလျောက်ပြင်းမှန်းတယ်လူကြီးတွေလူကြီးလျောက်ပြင်းမှန်းတယ်အဲ့ဒီပြင်းမှန်းခြင်းတွေထဲမှာအမြဲတမ်းပြုံးပြီးတော့မှဝမ်းမြောက်ခြင်းကိုပေးတဲ့ဖျားတခင်ကိုသူတကွချီးမွမ်းပြီးတော့မှ အာဘွားသက်တာမှာရှောက်လန်းသွားပါစေလို့ဆိုပြီးတော့မှနှုတ်ဘက်တော်အဖြစ်ခွန်အားပေးပါတယ်ကျမ်းစာထဲတာသမီရောက်စတိုင်းပေါ်မှာဖျက်ရှင်ကောင်းကြီးပေးပါစေလို့အတူတူခဏလောက်ညင်ပြီးတော့မှဆုတောင်းရအောင်လို့ဘွားမှာမပျော်ရှင်တဲ့နေ့ရက်တွေရှိပါတယ်အခု ပြောနေတဲ့အချိန်မှာလဲစိတ်ဖိစီးမှုရှိတဲ့လူတွေရှိမှာဖြစ်တယ်ငါ့မှာဝမ်းမြောက်ဆရာမဟုတ်ဘူးငါဘွားမှာငါဘာဖြစ်လို့ငါပဲဒီလောက်ခက်ခဲလဲငါပဲဘာလို့ဒီလောက်ဆိုဆိုခက်ခဲရတာလဲငါဘွားမှာဘာလို့ဒီလိုမျိုးငါပဲဖြစ်တယ်လဲဆိုပြီးတော့မှ ပြန်ပန်းနေမယ့်ညီကောင်မောင်မတွေရှိပါတယ်။ဖျားခင်ရှိမှအတူတူဆူတောင်းပြီးတော့မှခက်ခဲတွေအားလုံးကိုဖြေရှင်းပေးနိုင်တဲ့ဖျားခင်ရှိတယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ဘဝမှာဝမ်းမြောက်တဲ့ညီကောင်မောင်မတွေဖြစ်ဖို့ရန်အတွက်အတူတူဖျားခင်ရှိမှဆူတောင်းကြပါစို့။